်မီးဖိုတဲကခြေထောက်တစ်ချောင်းမီးဖိုကြောင့်ထဲမှာမမျောလင်းမဲနဲ့လူခြေထောက်တစ်ချောင်းကိုတွေးခဲ့မယ်ဆိုရင်သင်ပါလို့မလဲအမေရိကန်နိုင်ငံမြောက်ကာရိုလိုင်းနားပြည်နယ်မှာ2009ခုနှစ်ကဖြစ်ပွားခဲ့တဲ့ဇလံတစ်ခုကထိတ်လန့်စရာကောင်းပြီးတော့တစ်ချိန်ထဲမှာပဲစိတ်မကောင်းစရာအပြည့်ပါဒီဇလံမှာလူနှစ်ယောက်ပါဝင်ခဲ့ပါတယ်တစ်ယောက်ကကြော်ကြားခြင်းစိတ်ပြင်းပြတဲ့လေလံဆွဲသူနောက်တစ်ယောက်ကတော့ဝမ်းနဲ့ကြေကွဲမှုနဲ့ဝူးရီစေးဆွဲမှုကြောင့်မှရုန်းကန်နေရတဲ့ခြေထောက်ပိုင်ရှင်ဖြစ်ပါတယ်ဒီကိစ္စကဒေသတွင်းသတင်းတစ်ခုကနေကဘာကျော်ခဲ့တဲ့ ဖီနာကီပါဆိုတဲ့ဥပဒေရေးရာစစ်ပွဲအထိရောက်သွားခဲ့ပါတယ်။ဒီနေ့မှာတော့အသားကင်မီဘိုတဲကထေရောက်ဇလန်ရဲ့အစားဆုံးအသေးစိတ်အချက်လက်တွေကိုပြောပြပေးပါမယ်။ဇလန်ရဲ့အစားကိုပြန်သွားကြည့်အောင်ပါ။ထေရောက်ရဲ့မူလပိုင်ရှင်ကယွန်ဦးလို့ခေါ်တဲ့အမျိုးသားတိုးပါ။၂004ခုနှစ်မှာဦးဟာသူ့ရဲ့ဖခင်နဲ့အတူစီးလာတဲ့အိုပိုင်လေရင်ပြက်ကြမှုမှာဖခင်ကိုဆုံးရှုံးခဲ့ရပြီးတော့သူကိုယ်တိုင်လက်ခြေရောက်တစ်ဖက်ကိုဖျက်တောက်ခံလိုက်ရပါတယ်။ ဒီလိုဆုံးရှုံးမှုချင်းတစ်ခုရောက်ဘူဟာအရန်ကိုဝမ်းထဲကြေခွဲခဲ့ရပြီးတော့နာကျင်မှုတွေနဲ့တောက်ရတဲ့ဆေးတွေကြောင့်မူရစ်စီဆွဲခဲ့ပါတယ်။သူဟာဆုံးရှုံးသွားတဲ့ခြေထောက်ကိုအမှတ်တရအုပ်ကူအဖြစ်ထိန်းထားခြင်းခဲ့ပါတယ်။ဒါကြောင့်ဈေးရုံကနေခြေထောက်ကိုပြန်ယူပြီးအိမ်မှာတရေနွေးဆေးရည်နဲ့ကိုယ်တိုင်ထိန်းသိမ်းမှုစူးစမ်းခဲ့ပါတယ်။နောက်ဆုံးမှခြေထောက်ကို BBQ smooth ခဲတဲ့ထည့်ပြီး သူပိုင်တဲ့ဒူလောင်ယောင်တစ်ခုထဲမှာထားခဲ့ပြီးမယ်။ငားရမ်းကမပေးနိုင်တာကြောင့်ပစ္စည်းအလုံးကိုလေးလံတင်ခဲ့ရပါတယ်။2009ခုနှစ်မှာတော့ Shannon Winsnat ဆိုတဲ့ဒေသခံတဦးကအဲ့ဒီဒူလောင်ယောင်ရဲ့ပစ္စည်းတွေကိုလေးလံဆွဲပြီးတော့ဝယ်ယူလိုက်ပါတယ်။ Winsnat ကသူ့ရဲ့မိဘအစ်တစ်ကိုပျော်ပျော်ရွှင်ရွှင်နဲ့အိမ်မြန်တယ်လာပြီးဝင်ကြည့်လိုက်တဲ့အခါမှာတော့မထင်မှတ်ပဲထုတ်ပို့ထားတဲ့ပစ္စည်းတစ်ခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒါကတကယ်တော့လူတစ်ယောက်ရဲ့ခြေထောက်တစ်ချောင်းပါ။တခြားလူတွေဆိုထိတ်လန့်သွားမှဖြစ်ပေမဲ့ Winsnat ရဲ့စိတ်ထဲမှာတော့ဒါသူ့ဘဝကိုပြောင်းလဲပေးမယ်ရွှေလက်မှတ်တစ်ခုလို့မြင်နေခဲ့ပါတယ်။ခြေထောက်ကိုတွေးပြီးနောက်မှာတော့ Winsnat ကချက်ချင်းပဲဒေသခံမိ ီဒီယာတွေကိုဆက်သွယ်ခဲ့ပါတယ်။သူကဒီသတင်းကိုအသုံးချပြီးသူငယ်စဉ်ကတည်းကစိတ်ကူးယဉ်ခဲ့မှုတဲ့ကြော်ကြားတဲ့ TV ပုံကိုယ်တို့ဖြစ်လာဖို့ကြိုးစားခဲ့ပါတယ်။သူကသူ့ကိုယ်သူ The Poor Man လို့နာမည်ပေးပြီးအဲ့ဒီမိဘုံနဲ့ခြေထောက်ကိုလမ်းမေးမှာပတ်စံယူပြီးပြသဖို့ထိစိတ်ကူးခဲ့ပါတယ်။သူ့ရဲ့လက်ထက်မှာခြေထောက်ရှိနေရင်ပတ်စံနဲ့ကြော်ကြားမှုရလာလိမ့်မယ်လို့လည်းယုံကြည်ခဲ့ပါတယ်။ဒီလိုနဲ့ခြေထောက်ပိုင်ဆိုင်မှုအတွက်ဝန်နဲ့ဝန်စနတ်တို့ကြားကစစ်ပွဲဟာမီဒီယာရဲ့အလဲပိုးကိုရောက်လာခဲ့ပါတယ်။ဒီဇလန်ကိုပို့ပြီးနန်းနေစေတာကတော့ဇက်ကောင်တို့ရဲ့နောက်ခံဇလန်တွေပါ။ဘူဝါချမ်းသာတဲ့မိသားစုကဆင်းသက်လာပြီးမဲ့ လင်းပစ်ကြပြီးတဲ့နောက်ပိုင်းမှာငွေရစေဆွဲမှုစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေနဲ့ရုန်းကန်နေခဲ့ရပါတယ်။ဝင်းစနတ်ကတော့ငယ်စဉ်ဘဝတွေကစိတ်တန်ရာများစွာနဲ့ကြီးပြင်းခဲ့ရသူဖြစ်ပြီးလူများရဲ့အသိမှတ်ပြုခြင်းကိုလိုချင်နေတဲ့သူပါ။သူကဦးရဲ့ချမ်းသာတဲ့ငယ်ဘဝကိုမနာလိုဝင်တုံမှုလည်းရှိခဲ့တယ်လို့ဖွင့်ရခဲ့ပါတယ်။ဒီလိုနဲ့ခြေထောက်တစ်ချောင်းက သူတို့ရဲ့ဘဝအတွက်ကြောင့်လူနေမှုစဉ်းစားနဲ့ကိုယ်ရေးကိုယ်တာဒုက္ခတွေကိုထင်ရပြတဲ့မှန်တစ်ချက်ဖြစ်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့ဒီကိစ္စကတကယ့်တရားရုံးကိုမရောက်ဘဲနဲ့နာမည်ကျော်ရုပ်တံတရားရုံးရှိုးတစ်ခုဖြစ်တဲ့ရန်ကန်မတ်တရဲ့စီစဉ်ချက်ကိုခံယူခဲ့ရပါတယ်။တရားသူကြီးမတ်တရဝင်စနစ်ကိုပြင်းပြင်းထန်ထန်ပြစ်တင်ဝေဖန်ခဲ့ပြီးတော့ခြေတော်ဟာလူတယောက်ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းဖြစ်တာကြောင့်ဂျုံဟုကိုယ်တာပိုင်ဆိုင်ကြောင်းဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့အိုးကလည်းခြေတော်ကိုရယူဖို့အတွက် ဝန်စနဲ့ရဲ့လေလံပွဲဝယ်ယုံမှုတံမိုးကိုပြန်လည်ပြီးရောခဲ့ရပါတယ်။ရေဝင်စီရင်ချက်မဟုတ်ပေမဲ့ဒါမီဒီယာအာရုံစူးစိုက်မှုအောက်မှာအငင်းပွားမှုကိုစုံတက်လိုက်တဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။ဒီသူးစန်းတဲ့ဖြစ်ရပ်ကို2015ခုနှစ်မှာဖင်နာကီဘာအမည်နဲ့မှတ်တမ်းရုပ်ရှင်ပြီးရိုက်ကူးခဲ့တာဒီဇလန်ကိုကဘာကျော်သေးတဲ့အဓိကအကြောင်းရင်းပဲဖြစ်ပါတယ်။ဒါရီယာရီယာဇက်ကောင်နှုတ်ကိုသေချာလေးအင်တာဗျူးခဲ့ပြီးတော့ခြေတော့ပိုင်ဆိုင်မှုဆိုတဲ့ရဲစရာကောင်းတဲ့အကြောင်းအရာရဲ့နောက်ွယ်ကအမေရိကန်ရဲ့အိမ်မက်ကြားရှုံးမှုနဲ့မီဒီယာရဲ့လွှမ်းမိုးမှုတို့ကိုဖော်ထုတ်ခဲ့ခြင်းဖြစ်ပါတယ်။အဲ့ဒီမှတ်တမ်းရုပ်ရှင်ဟာ True Creamy ဇလန်တွေမှာထူးခြားစမ်းပြတဲ့နေရာတစ်ခု ုကိုရယူထားပါတယ်။ဘူဟာခြေထောက်ကိုပြန်ရပြီးတဲ့နောက်မှာတော့ဘွားကိုတဖြည်းဖြည်းပြန်လဲတိဆောက်ခဲ့ပါတယ်။ Shannon Winsnett ကတော့ကြော်ကြားလိုစိတ်ဟာသူ့ဘွားရဲ့နောက်ဆုံးနေ့တွေဒီလွမ်းမိုးနေခဲ့ပါတယ်။သူက reality show တွေမှာပါဝင်ဖို့ကြိုးစားခဲ့ပြီးတော့တစ်ချိန်မှာတော့2016ခုနှစ်သမရရွေးကောက်ပွဲမှာဝင်နိုင်မယ်လို့တောင်ကြေညာခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ကြော်ကြားလိုစိတ်အိမ်မက်တွေအောင်မြင်မလာခဲ့ပါဘူး။ Winsnett က2016ခုနှစ်နိုဝင်ဘာလမှာနှလုံးရောဂါနဲ့ကွယ်လွန်ခဲ့ရပါတယ်။